အားလုံးပဲမင်္ဂလာပါရေဝရှန်ဒီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မတ်လကိုရက်နေ့စပါစန်ဒီဖြစ်ပါတယ်ဒီနေ့ဒီမှာကျွန်တော်လည်းကျွန်တော်မိဘတွေအများအားအတွေ့အကြုံစကားပြောနေတဲ့ပုံစံလေးနဲ့ပဲတော့ပါမယ်ဒီကနေ့ကျွန်တော်တို့စနေသွားမယ့်အကြောင်းအရာကအရကတက်တော့ AA နဲ့ NUG ပူပေါင်းစစ်စင်ရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိဘတွေကိုတင်ပြစနေသွားမှာဖြစ်တယ်ပြီးတော့ရင်တော့ကျွန်တော်တို့လက်ရှိအခြေအနေတွေမှာ အကြံဖတ်စစ်ခွေးတက်ဟာလေချောင်းကရိတ်ခါတွေပို့ချတဲ့နေရာမှာသဲအိတ်တွေပါချပေးနေတဲ့အကြောင်းကိုကျွန်တော်ရဲ့မိဘတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တဦးချင်းစီတိုင်းကိုဂလေးစာဖိတ်ခေါ်လိုက်ပါစေ။တော့တက်ပြီတက်ပြီတက်ပြီလူတော်နေပြီ။ ဲမော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 ဘာမရှိဘူးမင်းကကြီးလားအော်နောက်တစ်ပေါက်ကြံသေးရောကွာဟုတ်ပါတယ်ဒီ view fiber ကျွန်တော်တို့ရောက်ပါအခေါ်ခံရပါတယ်ဆိုတော့ညမဖြီလို့ပဲဖြစ်ဖြစ်ညမမရှိလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အမြဲတမ်းဒါရှင်းတဲ့စမနာပြင်မှာအခုလို့ပဲ corner 3 3တက်တာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဗျာဒါဟာကျွန်တော်တို့ ဒါရဲဘော်ရစ်ပတ်တွေကျွန်တော်တို့စစ်မြေပြင်မှာဒါညီကိုရင်းနဲ့မခွဲမခြားဘလောက်ထိရင်းနှီးကျွမ်းဝင်မှုတွေရှိနေလဲဆိုရဲဒါတိဥဒရံကိုကျွန်တော်မိဘတွေကိုပထမဦးစွာဒီ view file လေးနဲ့တင်ပြခဲ့ခြင်းဖြစ်တယ်ဟုတ်ပြီကျွန်တော်ဒီကနေ့မှာပြောပြခြင်းတဲ့အကြောင်းကမနေ့ကကျွန်တော်တင်ဆက်ခဲ့တယ်ကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်ကဒါအချို့ location အချို့နေရာလေးတွေကိုရှောင်ဖယ်ပြီးတော့ကျွန်တော်မိဘပြည်သူကိုတော့တတ်နိုင်ဆုံးအဲတိတိကြိုက်တာတွေကိုတော့3ပေးနေကြပါဟုတ်ကဲ့ပါမနေ့ကကျွန်တော်အချမ်းဖက်စစ်ခွေးတက်ရဲ့စစ်စင်း gate တွေနဲ့သူတို့ရဲ့အဆောက်ဦးတွေနဲ့ဝေးတဲ့နေရာမှာနေဖို့အတွက်မဖြစ်မနေကားရက်စစ်စင်းခံရမယ်ဆိုရင်လည်းပဲအတက်နိုင်ဆုံးအမြန်ဆုံးရွှေ့ဖို့တကယ်လို့ကားရက်နားကျင်တယ်ဆိုရင်အချမ်းဖက်စစ်ခွေးတက်စစ်စင်း gate တော့၎င်း သူတို့ရဲ့နီးစပ်တဲ့အဆောက်အဦတွေမှကားမရက်နာဖို့ကိုကျွန်တော်အတိပေးခဲ့ပြီးဖြစ်တယ်။ဟုတ်ပြီ။ဒီနေ့မှာတော့တောင်ငူမှာရှိတဲ့အချမ်းမဲ့ဖက်စစ်ခွေးတက်ကိုကျွန်တော်တို့ပေါက်ခွဲဖြက်စီးနိုင်ခဲ့ပါတယ်။ဟုတ်ပြီ။ဒါတွေကတကယ်ဖြစ်လာတာပါကျွန်တော်ရဲ့မိဘ ဟုတ်ပြီကျွန်တော်ရဲ့ဗီဒီယိုကိုအမြဲကြည့်နေတယ်ကျွန်တော်ရဲ့ view ကပြည်သူတွေကျွန်တော်ရဲ့ဒါရဲဘော်ရှမ်းလေးတက်နေကငါမိသားစုတွေဆိုရင်တော့သိပါတယ်ဟုတ်ကဲ့ပါဒီနေ့တောင်ငူမြို့ဆောင်လန်စစေးကိတ်ကိုဖောက်ခွဲဖြက်စီးနိုင်ခဲ့ပါပြီရန်ကုန်မန်းလေးလမ်းဟောင်းနှစ်ဆောင်မြိုင်မှာ ရှိတဲ့တောင်ငူမြို့ကိုရှောင်ပြီးတော့ဖောက်ထားတဲ့မြို့ဆောင်လမ်းဘော်ကအကြမ်းတ်ဖက်စစ်ခွေးတက်ရဲ့စစေးကိတ်ကို ဖောက်ခွဲ ဖြက်စီးနိုင်ခဲ့တာပါဆရာ သတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေသတိပြုပေးပါကျွန်တော်တို့လူငယ်တွေအားကျွန်တော်မိဘပြည်သူတွေကိုဒါအထီးကိုက်ဒါမရှိအောင်တော့ကျွန်တော်တို့တတ်နိုင်ဆုံးပွင့်လင်းမြင်သာစွာတင်ပြတတ်ပါတယ်ဟုတ်ပြီဒီတိုက်ခိုက်မှုကိုကျွန်တော်တို့ KNU တပ်မှနှစ်ကဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့တောင်ငူအထီးလဲကျွန်တော်တို့တွေရှိနေပါတယ်စောကြီးတွေကရှိနေပါတယ် ကျွန်တော်အများနဲ့ပြောရဲကျွန်တော်မိဘပြည်သူတွေရဲ့အနီးအနားမှာကျွန်တော်တို့တပ်ဖွဲ့ဝင်အတီးတီးရှိနေပါတယ်ဟုတ်ပြီဒါကတော့ကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့လက်တွေ့ဖြစ်လာတဲ့အခင်းကျင်းကိုကျွန်တော်ပြန်ပြီးတော့ကျွန်တော်မိဘတွေကိုအမှတ်ရလို့တင်ပြပေးနေခြင်းဖြစ်တယ်ဟုတ်ပြီကျွန်တော်ဒီကနေ့ရဲ့အရေးကြီးတဲ့ခေါင်းစဉ်ကြီးဖြစ်တယ်အာကတက်တော် AA နဲ့ NUG ကျွန်တော်ပြည်သူ့ကော်မတီပူးပေါင်းတပ်ဖွဲ့ဝင်တွေပူးပေါင်းစစ်စစ်ရေးကြီး ရှိနေပါတယ်ဆိုတော့အရခမြည်ပြင်းနဲ့ထိစက်တွေတဲ့နေရာတွေပါအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ရဲ့ဗီဒီယိုနောက်ဆုံးမှာတင်ပြပေးသွားမှာဖြစ်တယ်ဗျာဒီအကြောင်းတွေကျွန်တော်မပြောခင်မှာလက်ရှိအချိန်မှာတော်လန်ရေးတက်တွေအချင်းချင်းရံမတိုက်မိဖို့ကျွန်တော်ဒီကနေပြီးတော့မြစ်တာရက်ခံလို့တယ်ဆိုတော့ကျွန်တော်တို့ဟာမြေပြင်ရဲဘော်လူငယ်တွေဖြစ်ပါတယ် ဆိုတော့မြေပြင်မှာဘလောက်တိခက်ခဲမှုတွေပြီးတော့ဘလိုမျိုးပူပေါင်းဆောင်ရွက်မှုတွေနားလည်မှုတွေကိုဘလိုမျိုးတိဆောက်ကလဲဆိုတာကျွန်တော်တို့အသိဆုံးပါခံစရာရှိရင်ကျွန်တော်တို့အရေးဆုံးခံရတာပါဆိုတော့ကျွန်တော်တို့ ER ဟိုတိုင်းသားတပ်ဖွဲ့ဝင်တွေအာသူတို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆိုရင်အဖွဲ့စုံနဲ့ကျွန်တော်ဆုံတွေ့ခဲ့ပြီးပါတယ်ဆိုတော့ဒီအဖွဲ့စုံမှာကျွန်တော်တို့ခေါင်းဆောင်မျိုးစုံ ရှိပါတယ်ဆိုတော့ဒီခေါင်းဆောင်မျိုးစုံကြားထဲမှာကျွန်တော်တို့လူငယ်တွေဟာအကောင်းဆုံး จอဖြတ်ခဲ့จอဖြတ်ခဲ့ပြီးပါဆိုတော့အခုအခြေအနေမှာကျွန်တော်တို့တော်လန်ရေးတက်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီးတော့အမြင်မတူတဲ့ဒါဘယ်လိုပြောမလဲနော်အကြံပြုတာတွေဆွေးနွေးတာတွေတင်ပြနေတာတွေကိုကျွန်တော်မီဒီယာထက်မှာတွေ့နေရလို့ပါဆိုတော့သူတို့ရဲ့အမြင်ဒါသူတို့ရဲ့ဒါဘယ်လိုပြောမလဲနော်ပြည်သူပေါ်ထားတဲ့စေစနာလားဒါမှမဟုတ်တော်လန်ရေးတက်ဖွဲ့ဝင်တွေအချင်းချင်း ဒီခုလိုမျိုးပြိမကဖြစ်နေတာကိုဒါမလူလားအဲ့လိုပဲဖြစ်ဖြစ်မိမိတို့သုံးနှုံးနဲ့အသုံးနှုံးဟာကျွန်တော်တို့တိုင်းရင်းသားတပ်ဖွဲ့ဝင်အချင်းချင်းရမတိုက်တဲ့အသုံးနှုံးဖြစ်ဖို့အတွက်ကျွန်တော်လေးနဲ့ပြောကြားလို့လေဟုတ်ပြီကျွန်တော်တို့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေဟာကျွန်တော်တို့ဒီဘယ်လိုပြောမလဲဗျာအဲသူတို့တွေစုဖွဲ့မှု ီးတော့သူတို့တွေစီးပုံဖော်မှုပြီးတော့သူတို့ရဲ့နေမြေတွေပြီးတော့သူတို့မှာအကကမျိုးစုံရှိတယ်ကျွန်တော်ရဲ့မိဘအကကမျိုးစုံရှိတယ်ဒါတွေကိုလည်းသူတို့ကိုယ်၌ကြော်ဖြတ်ရတယ်ဥပမာဒေသခံဒါပြည်သူတွေရဲ့အမြင်မတူတာတွေပြီးတော့နှစ်ပေါင်းများစွာသွေးခွဲအုပ်ချုပ်ခဲ့တဲ့အခြေအနေကြားပြီးတော့ဘာသာစကားမတူတဲ့အခြေအနေတွေကျွန်တော်တို့ဘယ်လောက်ကြည့်တော့ခံရလဲဆိုရင် ဥပမာကျွန်တော်တို့ကရင်နေမြေမှာဆိုရင်ကျွန်တော်တို့ဗမာလူငယ်ကကရင်ခေါင်းဆောင်တဦးကိုစကားပြောရင်ကျွန်တော်တို့အခေါ်နားမပေါက်ဘူးခေါ်နားမပေါက်ဘူးဆိုတာကျွန်တော်တို့ပြောရင်သူတို့မထိဘူးကျွန်တော်ပြောပါမထိကရင်ချင်းချင်းပြောလိုက်ရင်ပြီးတော့ဆိုတော့ဒါလေးကိုကျွန်တော်ဥပမာပြောပြတာကျွန်တော်ပြောပါကျွန်တော်ကကရင်နဲ့လဲတွဲခဲ့တယ်ကျွန်တော်တို့ရခိုင်နဲ့လဲတွဲခဲ့ဘူးတဲ့ရေးပေါ်တဦးပါ ီးတော့လက်ရှိကျွန်တော်တို့ NUG ကကွယ်ရေးဝင်ကြီးအောက်မှာလည်းကျွန်တော်ကတာဝန်ထမ်းဆောင်ခဲ့တဲ့ရဲဘော်တူဖြစ်လို့ဒီအကြောင်းတွေကိုကျွန်တော်ရဲ့မိဘတွေကိုပြန်လည်ပြီးတော့တင်ပြနေခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘာသာစကားမတူတာရဲ့ပြီးတော့ဒါဘယ်လိုပြောမလဲဒီတူနဲ့တူအဖွဲတစ်ဖွဲနဲ့တစ်ဖွဲအာမတူညီတဲ့အနေငယ်သောဒါခံယူချက်လေးတွေရှိတယ်ဆိုတော့သူတို့မှလည်းသူတို့ရဲ့ခံစားချက်တွေသူတို့တွေခံခဲ့ရတဲ့တကယ်အဖြစ်အပျက်တွေရှိတယ် တို့ပေမဲ့ကျွန်တော်တော်လန်ရေးတပွဲဝင် အချင်းချင်းရန်သူလို့မမြင်ကြဘူးကျွန်တော်ရင်မိပါဒါကအမှန်တရားပါ TNL နဲ့အရကတတော် AA နဲ့သူတို့တွေအဲ့တပွဲနှစ်ခုမေးကြည့်သူတို့ရဲ့ခေါင်းဆောင်အချင်းချင်းပဲမေးကြည့်မင်းတို့တွေရန်သူလားလို့မေးကြည့်ကျွန်တော်ရင်မိပါသူတို့တွေရန်သူတွေမဟုတ်ဘူး ရန်သူတို့လည်းမမြင်ဘူးထိုနည်းကောင်းပဲ TNL နဲ့ KIA သူတို့အချင်းချင်းရန်သူတို့မမြင်ဘူးအရကတတော် AA နဲ့ KIA ရန်သူတို့မမြင်ဘူးပြီးတော့ KNU KNL ပြောရင်ကျွန်တော်တို့အရကတတော် AA ရန်သူတို့မမြင်ဘူးလက်ရှိ အရကတတအေအေတပ်ဖွဲ့ဝင်တွေက KNU နေမြေတွင်မှရှိပါတယ်စကန်လိုက်ကိုရှိတာကျွန်တော်ရင်ပြီးပါထိုနည်းကောင်းမဲ့ KIA မှာလဲထိုနည်းကောင်းမဲ့ TNLA မှာလဲထိုနည်းကောင်းမဲ့ဆိုတော့ကျွန်တော်တို့တိုင်းရင်းသားတပ်ဖွဲ့ဝင်ချင်းချင်းဟာအခုလိုတုံးတဲ့တပ်ဖွဲ့နဲ့တပ်ဖွဲ့ရန်သူလို့မမြင်ခဲ့ပါဘူးဒါပေမဲ့မြေပြင်အခြေအနေတွေမှာခက်ခဲတဲ့ကျွန်တော်တို့နားလည်မှုတွေ ပြီးတော့ခက်ခဲတဲ့ဒါရေးဖို့လူငယ်တွေကိုထိန်းချုပ်ရတဲ့အခြေအနေတွေအမြောက်အများကြီးတယ်ကျွန်တော်ယူမိပါမှန်လေကျွန်တော်တို့တပွဲဝင်တွေကျွန်တော်လူငယ်တွေမှာအားနည်းချက်ရှိတယ်ကျွန်တော်တို့ဒါပြည်သူ့ကော်မတီတပွဲ PDF လူငယ်တွေမှာလည်းမဟုတ်ဘူးတိုင်းရင်းသားတပွဲဝင်အသီးသီးမှာလည်းကျွန်တော်တို့လိုပဲလူငယ်တွေရှိပါတယ်ကျွန်တော်ဆိုရင်ဒါဝါတပွဲဝင်ကဝါတပွဲလူငယ်တအုပ်နဲ့ကျွန်တော်နဲ့ အမြဲတမ်းဒါဆုံးတွေ့တိုင်နေစကားပြောတာရှိတယ်။ဘာဖြစ်လို့သူတို့နဲ့စကားပြောတာလဲ။သူတို့ရဲ့အခြေအနေကိုကျွန်တော်တို့သိမှရမယ်။ပြီးတော့သူရဲ့ခံစားချက်ကိုကျွန်တော်တို့နားလည်မှရမယ်။စတော့ကြောင့်ရမိပါလေ။ဒါဟာအရေးကြီးပါတယ်။ကျွန်တော်တို့ဟာကျွန်တော်တို့ရဲဘော်တွေဟာကျွန်တော်တပ်ဖွဲ့ဝင်တွေဟာ ျွန်တော်တို့ KIA တော့လကောင် TNL တော့အရကတတ်တော့ AE တော့လကောင် MNDAA တော့လကောင်ကျွန်တော်တို့ရန်သူလူမျိုးကျွန်တော်တို့ခွဲခြားဆက်ဆံပါတယ်ဆိုတဲ့တပွဲဝင်လူမျိုးကျွန်တော်တို့အမြင်လုံးဝမရှိပါဘူးဒါကကျွန်တော်ရဲဘော်လူငယ်တွေရဲ့ခံစားချက်ကျွန်တော်တို့အမြင်ကိုကျွန်တော်မျိုးဘာတွေကိုရှင်းလင်းစွာတင်ပြနေခြင်းဖြစ်ပါတယ်ဆိုတော့လက်ရှိအခြေအနေမှာနိုင်ငံရေးရတော်၎င်း နိုင်ငံရေးအနေထားနဲ့တော့၎င်းဆိုတော့ဒါကိုယ့်ရဲ့နေမြီကိုယ့်ရဲ့ဒေတာကံကိုယ့်ရဲ့ဒါလူမျိုးစုတွေကို မခံမရနိုင်လို့ဒါတွေပေါ်မှာကျွန်တော်လီကံမိတယ်ဆိုရင်ရန်သူရဲ့အကွက်ထွဲကိုဝင်သွားပါလိမ့်မယ်။တော့ TNLA နဲ့ KIA နဲ့ကျွန်တော်တို့အချင်းဖြစ်ွားတဲ့ကိစ္စတွေပြီးတော့ TNLA နဲ့ MNTA အချင်းဖြစ်ွားတဲ့ကိစ္စတွေ ဒါပေမဲ့ဒါကသတင်းပေါ်ရောက်လာတဲ့ကိစ္စတွေပဲရှိသေးတာသတင်းပေါ်မရောက်လာတဲ့ကျွန်တော်ရဲ့မိဘတွေမသိတဲ့ကိစ္စတွေအများကြီးရှိနေကျွန်တော်လူငယ်တွေအချင်းချင်းလဲမြေပြင်မှာအဲ့လိုမျိုးပရင်းပခမျိုးတွေအချိန်ပေါင်းများစွာဖြစ်ခဲ့ဘူးတွေတပွဲဝင်ချင်းချင်းတော့လကောင်းပြီးတော့ကိုယ်နဲ့တွဲရတဲ့မာမိတ်တပွဲဝင်မှာတော့လကောင်းရှိကြတယ်ကျွန်တော်ရဲ့မိဘအမြဲတမ်းလို့တော့မသုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကရန်သူမဟုတ်ဘူး ကျွန်တော်တို့အမြင်မတူတာတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ယန္တူကအာနာယူအုပ်စုကျွန်တော်တို့ရဲ့ဘုံယန္တူဒါကိုကျွန်တော်တို့အားလုံးသိတယ်ဒီအချင်းတွေပါကျွန်တော် DNA ပေါ်ကိုကျွန်တော်တို့ရဲ့မိဘတွေကမိမိတို့ဒါဝင်းရဲ့နေတဲ့တပ်ဖွဲ့အတွက်မခံမရနိုင်လို့တော့လကောင်းဘလို့အကြောင်းမျိုးမျိုးနဲ့ပဲဖြစ်ဖြစ် DNA ကိုဇောင်းပေးပြီးတော့ ရန်ကိုဖိပြီးတော့မပြောဖို့အရေးကြီးတယ် MNDAA ထုံကြီး၎င်းမှာကျွန်တော်ရေးပါကျွန်တော်နေမီဒေသအသီးသီးမှာကျွန်တော်ရဲဘော်လူငယ်တွေမင်းကချင်းလားမင်းကရခိုင်လားမင်းကဝါလားမင်းကဗမာလားမင်းကမွန်လားမင်းကရှမ်းလားဆိုပြီးတော့ကျွန်တော်တို့လူငယ်ချင်းချင်းခွဲခြားခဲ့တာအခုမှမရှိဘူးတခါတည်းကမှသူတို့ပြောတဲ့စကားကျွန်တော်တို့နားမလဲဘူး တော်တို့ပြောတဲ့စကားလည်းသူတို့နားမလဲဘူးသူတို့ဓမင်းစာခေါ်တယ်ကျွန်တော်တို့ဓမင်းသက်စာဖို့ကျွန်တော်တို့နားမလဲခဲ့ဘူးသူတို့ဒီနေရာမှာဒီနေရာမှာဒီပစ္စည်းထားထားတယ်ပြီးတော့ဒီနေရာမှာအဲ့ပစ္စည်းတွေအတွက်ကျွန်တော်တို့ကိုပြောတယ်ကျွန်တော်နားမလဲအများကြီးရှိတယ်ကျွန်တော်မိပါဆိုတော့ဒါဒီလိုမျိုးအမြင်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဒါဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရဲ့ဓမ္မပတ်တော်သားကျွန်တော်ရဲ့မိဘပြည်သူကျွန်တော်ရဲ့ရဲဘော်ရဲဘက်ညီအကိုတို့ ကျွန်တော်တို့မိမိတို့ဒါဝင်းရနေတဲ့ဒါမှမဟုတ်ဒါဘောနနာသွားတဲ့အဖွဲတွေနဲ့ပြီးတော့ပြုလုပ်ခဲ့တဲ့အဖွဲတွေကိုပေါ်သွားပြီးတော့အရန်ကြီးဖိအားမပေးဖို့ကြောင့်မိဘတွေကိုကျွန်တော်အနေငယ်တင်ပြနေခြင်းဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဟာတစ်ဖက်နဲ့တစ်ဖက်တစ်ဖွဲနဲ့တစ်ဖွဲအပြစ်တင်နေရင်းနဲ့ဒါမှမဟုတ်ဖိအားတွေပေးနေရင်းနဲ့ ဒါမှမဟုတ်ကျွန်တော်တို့သူတို့ကိုချိုးနှိမ်နေရင်းနဲ့ကျွန်တော်တို့တော်လှန်ရေးရှိကိုစိုက်ဖို့အတွက်မြည်ရင်မှအခက်ခဲတွေရှိပါတယ်ဆိုတော့တကယ်ကျွန်တော်တို့ဒါရှင်းလင်းစစ်မြေနာမြေမှာတာဝန်ယူတန်းဆောင်နေတဲ့ကျွန်တော်ရဲ့တငယ်ချင်းရဲဘော်ရဲဘက်တွေပို့ပြီးတော့ဒါကိုပို့သိပါတယ်ဆိုတော့ကျွန်တော်အားလုံးကအတူတူဖြစ်ပါတယ် ဆိုတော့ဒီချင်းတွေဒီမှာတကယ်ဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ကံတွယ်ဖြေရှင်းရမယ့်သူတွေဟာလက်ရှိတရင်တဖွဲ့တွေကိုဥဆောင်နေတဲ့ခေါင်းဆောင်တွေရှိပါတယ်။သူတို့ခေါင်းဆောင်အချင်းချင်းဖြေရှင်းလို့ရပါတယ်။ဒါကရင်ကဗဟုကံမော်ဆိုရင်ဒါရှမ်းမြောက်မှာရှိတဲ့ဒါအဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ဒါနေထိုင်တဲ့လူတွေရဲ့သဘောဆန္ဒအတိုင်းပဲသွားပါမယ်။ဆိုတော့ဒီလိုဒီလိုပါပဲကျွန်တော်မြင်ပါလို့ပါပဲ။ တခါတည်းမှာကျွန်တော်တို့ဟာဘလို့ပုံစံမျိုးနဲ့ရှိလဲဆိုရင်ကျွန်တော်တို့ကလေးကိုလူတယ်အဒါဆက်လို့လည်းပြောလို့ရတာပေါ့နော်ဒါပုံမြင်လို့လည်းပြောလို့ရတာပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေလည်းကြားဦးမှာပါကလေးကိုအမေအရင်ကလည်းလူတယ်တစ်ဖက်ကဒါဘလူကလည်းလူတယ်ပေါ့ဗျာဆိုတော့အဲ့ဒီစတုံးမှာဆိုရင်အမေအရင်ကသူ့ရဲ့ကလေးနာကျင်လို့ငိုကြွေးလို့ထွက်လာတဲ့အတန်ကိုကြားတဲ့အချိန်မှာအမေအရင်ကလက်လို့ပြရတာရှိတယ် ဆိုတော့ကျွန်တော်ပြောနေတယ်စကားပြုအားလုံးရဲ့အဓိကအနက်အတိတ်ပဲအရောကျွန်တော်တို့အားလုံးဟာကျွန်တော်တို့ပြည်သူအတွက်တိုက်ပွဲဝင်နေတာပါကျွန်တော်တို့အားလုံးဆိုတာ KIA ရော MNTA ရော TNL ရော EA ရော KNU ရောမှန်နေကျွန်တော်တို့လူငယ်တွေမှားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့လူငယ်တွေအမှားဟာ ဒါဘယ်လိုပြောမလဲတွေးကြုံအားနေလို့မှားတဲ့အမှားမျိုးပဲဖြစ်ပါလိမ့်မယ်ပြောချင်တာကတော့ယူရချက်ရှိရှိနဲ့ရက်ဆက်ရုပ်မာတဲ့အမှားမျိုးမဟုတ်ပါဘူးပြီးတော့လက်ရှိကျွန်တော်တို့ဒါ Federal Union နဲ့ Federal Democracy နိုင်ငံတိဆောက်ဖို့တည်းသွားနေတဲ့အချိန်မှာကျွန်တော်တို့အမှားတွေနဲ့ပတ်သက်ပြီးတော့တိုင်းတပွဲကိုအကုန်လုံးကကျွန်တော်တို့ပြည်သူကိုချပြတယ်ဟုတ်ပြီငါတက်ွက်ရဘေးရေပေါ်မှာသွားတယ်ဘသူတွေကိုတော့ငါတို့ဘလို့ရေးယူမယ် ဆိုတာမျိုးအမြဲတမ်းကျွန်တော်ပြည်သူကိုပြန်ပြီးတော့အတိပေးတတ်ပါတယ်။ဟုတ်ပြီ။ဒီအနေနဲ့ဆက်သေးမှာပဲလက်ရှိကျွန်တော်တို့ NUG ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေခေါင်းဆောင်တွေပေါ့ဗျာခေါင်းဆောင်တွေနဲ့ NUG ရဝင်ကြီးတွေကိုယနေ့2024ကနေပြီး2025ကူးပြောင်းတဲ့ကာလတွေမှာပြင်းထန်တဲ့ဒီစကားထိုးစစ်တွေကိုကျွန်တော်တို့တွေ့နေရပါတယ် ဆိုတော့ကျွန်တော်ရဲ့အမြင်တူတည်းပြောမယ်ဆိုရင် NUG ကိုထိုးနှက်တိုက်ခိုက်တာတွေကိုကျွန်တော်ရဲဘော်တွေမလိုအပ်ပါမလိုလားဘူးပေါ့ဗျာထုံလေးကောင်းပဲတိုင်းရင်သားတပွဲဝင်တွေကိုထိုးနှက်တိုက်ခိုက်တာကိုလည်းကျွန်တော်တို့မလိုလားဘူးဆိုတော့အဓိကအဖြစ်ကကျွန်တော်တို့ဟာ မိမိတို့လှုပ်ဆောင်ရမယ့်အလုပ်တွေကိုပူပေါင်းလှုပ်ဆောင်ရတယ်မြေပြင်မှာလည်းတကယ်ခက်ခဲတွေရှိနေတယ်ဆိုတာကိုကျွန်တော်ရဲ့မိဘတွေကိုသိစေချင်တာဒါကိုသိရဆိုရင်ကျွန်တော်တို့ဒါအနေချက်ကိုပြန်ပြီးတော့အစားထိုးပြီးတော့ပုံမကောင်းမအောင်လှုပ်ဆောင်ရင်းနဲ့အပြေရှာနေကြပါတယ်ဆိုတော့ PP zone နဲ့ကျွန်တော်ရဲ့ Federal တပ်မတော် G Federal တပ်တော် G ဖြစ်ဖို့ကျွန်တော်ရဲ့မိဘတွေအားလုံးလည်းမျှော်လင့် နေကြပါတယ်ကျွန်တော်အားလုံးကလည်းအဲ့ဒီရောက်တဲ့အချိန်တိကိုခီးဆက်နေတာပါလက်ရှိအချိန်တွေမှာတော့ကျွန်တော်တို့ဒါမြေပြင်တွေမှာတိုက်ပွဲတွေရှိတယ်ပြီးတော့နေရာဒေသတွေမှာအသီးသီးကျွန်တော်နေမြေတွေအော်တတ်မှတ်နေတာတွေရှိတယ်အဲ့ဒီအပေါ်မှာအကင်းဖြစ်သွားတာတွေရှိတယ်ဟုတ်ပြီဒါကတော့ကျွန်တော်ဒီကိတော်လန်ရေးရဲ့အရေးကြီးဆုံးလက်ရှိဖြစ်နေတဲ့ဖြစ်စဉ်တွေကိုကျွန်တော်မိဘတွေကိုဒါအသေးစိတ်တင်ပြနေခြင်းဖြစ်တယ် ဆိုတော့အခြားသောကလောင်ရှင်တွေပြီးတော့အခြားသောနိုင်ငံရေးဒါထိဆက်သူတွေနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်မိတယ်ဆိုရင်ကျွန်တော်တို့လက်ရှိတော်လှန်သောတပ်ဖွဲ့ဝင်အသီးသီးအဲ့ဒီတော်လှန်သောတပ်ဖွဲ့ဝင်အသီးသီးမှာ NUG ရဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်းပါတယ်ပြီးတော့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေလည်းပါတယ်ဆိုတော့သူတို့ကိုထောက်ပြဝေဖန်ပြီးတော့သူတို့ကိုကဲ့ရဲ့ရှုတ်ချဖို့မလုပ်ဖို့ကျွန်တော်ပြောနေခြင်းမဟုတ်ဘူး ကျွန်တော်ဆလူလာကိုကျွန်တော်ရဲ့မိဘတွေအာသဘောနားလည်မလို့ညှောလိုက်ပါတယ်ဟုတ်ပြီကျွန်တော်ဒီကဒီနေ့ပြောမယ့်သတင်းကောင်းစဉ်ကအရခတ်တက်တော် EE နဲ့ NUG စစ်စင်ရေးပူပေါင်းဆောင်ရွက်မယ်ဆိုတဲ့သတင်းမှာအခုဒီသတင်းတွေထပ်ပေါ်လာတဲ့အချိန်နဲ့တပြိုင်နက်တည်းမှာပဲကျွန်တော် NUG ကျွန်တော်တို့ဒါကာဝေးတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့အရခတ်တက်တော် EE နဲ့ပူပေါင်းဆောင်ရွက်နေခဲ့တာကြာပါပြီ ဆိုတော့ကျွန်တော်ရဲ့မိဘတွေ NUG KIA PDF KIA arabat.aa PDF KNU PDF ဒါပူပေါင်းတပ်ဖွဲ့ဝင်တွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့နိုင်ငံတွင်းထဲမှာရှိရဲကျွန်တော်တို့ဒါလူမျိုးစုတစ်ခုလူမြောက်သွားရုံနဲ့သူတို့ရဲ့နေမြေလူမြောက်သွားတာမဟုတ်ဘူးဆိုတာကိုတိုင်းရင်းသားတပ်ဖွဲ့ဝင်တွေအကုန်လုံးသိတယ် ဆိုတော့ဒီကြာရင်းနဲ့ပတ်သက်ပြီးတော့အခုချိန်မှာတော့မကွေးတိုင်းကဂံကောအမင်းဘူးခုတ်ကူနဲ့သရက်ခိုင်တွေဟာအရခတ်တော် EE ရခိုင်နဲ့ချင်းတို့ထိဆက်နေတဲ့နန္ဒမိတ်ဧရိယာဖြစ်ပါတယ်။အဲ့ဒီထိဆက်နေတဲ့နန္ဒမိတ်ဧရိယာတွင်းမှာရှိတဲ့မြို့ရွာတွေကိုလည်းပဲကျွန်တော်တို့ပူပေါင်းတပွဲဝင်တွေတိုက်ခိုက်သိမ်းပိုက်ထိ ंछ ုတ်ထားပြီးဖြစ်ပါတယ်။ဆိုတော့ ကျွန်တော်တော်လန်ကြီးอ่ะခကြီးရောက်နေပါပြီပြီးတော့ကျွန်တော်တော်လန်ကြီးသွားနေတဲ့လမ်းကြောင်းဟာလဲဆုံးတက်ဖို့အတွက်သွားနေခြင်းဖြစ်ပါတယ်လက်ရှိကျွန်တော်တို့တော်လန်သောတက်ဖွဲ့ဝင်တွေကိုအကြမ်းဖက်စစ်ခွေးတက်သူတို့တွေမနိုင်တော့ဘူးဆိုတာဘူးလေသူတို့ကိုသူတို့ဝန်ခံနေကြပြီဆိုတော့ဒါကြောင့်လဲပဲနိုင်ငံတကာပတ်ပြီးတော့ရတဲ့အကူအညီ ရတဲ့နီလန်မျိုးစုံကိုချစ်ကောက်ပြီးတော့သူတို့တွေနောက်ဆုံးဖတ်သက်ဆွေးဆက်နေကြတာဖြစ်တယ်အခုဆိုရင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်း2025မှာလုပ်ဖို့ဆိုတာလည်းမသေးချာ2026မှာလည်းလုပ်ဖို့မသေးချာဘူးဆိုတာကိုလည်းပဲအကျန်းဖတ်ခေါင်းဆောင်မင်းအွန်လိုင်းနှုတ်ကထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်ဆိုတော့ဒီအချိန်ဟာကျွန်တော်တို့အားလုံးအောင်ပွဲခံရမယ့်အချိန်ဖြစ်ပါတယ် အဝဲခံရတော့မယ့်အချိန်မှာရန်သူရဲ့အကွက်ထဲကိုမရောက်သွားဘူးကိုလေကျွန်တော်ရဲ့မိဘတွေကိုဒီနေ့ကျွန်တော်ထူးပြူပြောပြနေခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့တင်ပြခဲ့တဲ့အကြောင်းအရာတွေဟာကျွန်တော်တို့တပွဲဝင်အချင်းချင်းဟာတပွဲနဲ့တပွဲရန်သူလို့ဘယ်တော့မှမမြင်ခဲ့သလိုကျွန်တော်တို့တပွဲဝင်တွေကိုလည်းပဲဒါစင်နာနဲ့တော့၎င်းပြီးတော့ အဲဘလူပုံစံမျိုးကျွန်တော်တင်ပြမှန်းကိုမသိဘူးကျွန်တော်မြင်ပါတယ်ရံမတိုင်မိဖို့ကျွန်တော်တို့ရေးကြည့်ပါတယ်အချိန်တန်ရင်ကျွန်တော်တို့ရဲ့ဘုံရန်သူကိုကျွန်တော်တို့အတူတူအမှုတ်ကြိတ်ကြမှာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တက်ဆက်ခဲ့တဲ့ဗီဒီယိုတွေကျွန်တော်ရေးပါပြီဘူးအားနှစ်သက်မျိုးမျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပို့ကောင်းကျွန်တော်စူးစမ်းပေးနေပါတယ်ဗန်နေဘေးစစ်ဘေးကပ်ဘေးနဲ့မရေးဘေးပါကြောက်နေတယ်ကျွန်တော်ရေးပါပြီရေးဖို့ရေးဖို့တုံးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါစီအောင်လေးနဲ့စတောင်းရှင်းနေကျွန်တော်ရေးဖို့ရှက်နေပါ